တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ22ရက်နေ့ကနေ30ရက်နေ့တော်တွင်ကာလမှာမိမိအတွက်ကြီးမန်းချက်စစ်တွေရွေးချက်စစ်တွေကိုလုပ်ကံမြောင်းမြင်သလိုငွေကြေးကကောင်းမယ်တခါမှမလုပ်ဘူးသေးတဲ့လူတွေလည်းလုပ်ကံမယ်လက်ပွင့်မယ်ရပိုင်ခွင့်တွေပြန်ရမယ်လုပ်ငန်းဝင်ငါလူတွေအလုပ်စစ်တိုးတက်မယ်စီးပွားရှာသူတွေမှာလက်ပွင့်ကံပွင့်ခြင်းနဲ့လိုရာပြည့်စုံခြင်းကိုကြုံမယ် ချက်ချင်းဆုံးဖြတ်ပြီးရှေတိုးလုပ်ကန်ခြင်းတို့ရဲ့ကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုကိုရရှိမယ်။ကိုယ်ပိုင်ရည်တည်ချက်နဲ့လုပ်ကန်ခြင်းတို့ရဲ့အနှစ်သာရကောင်းကိုကြုံမယ်။အတတ်ပညာနဲ့ဘဝတိုးတက်မှုတွေရဲ့နှစ်သာရကိုလည်းရရှိမှာဖြစ်ပါလေ။၂၀နှစ်နှစ်အိနေမှာလက်ကောင်းတဲ့ကံကောင်းတဲ့စီဝကံတလန်ဖွဲ့နေတဲ့မဟာယဇ်ချမ်းနဲ့တိုက်တော့မတော်တဆဒီကံမှန်ဒီရကိုတော့အထူးပြုပြီးကူဆက်ရမယ်။လူရှိရောက်သူခီးသွားတာမပြုတ်ပါနဲ့။အိနေမှာ အသွာလာနေတိုင်းဂရုစိုက်ရမှာဖြစ်ပါတယ်။နောက်ရက်ကုန်တိသွားစရာနေရှိတတ်တယ်။နေ့တနင်္ဂနွေနဲ့ညနေ3နာရီအတွင်းသွာလာဂရုစိုက်ရမယ်။၂၃ရက်နေ့မှာတော့ထူးခြားတဲ့ကံကောင်းခြင်းတွေရှိလင့်ကစားအတိုက်ခံတဲ့ဂျုံပြီးမှအလိုပြည့်စုံခြင်းနဲ့တိုးတက်ခြင်းကိုဂျုံမယ်။24ရက်နေ့မှာရပိုင်ခွင့်တွေပြောင်းလဲရရှိမယ်။ရေးပါတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တယ်။24ရက်နေ့မှာငွေကြေးကိစ္စပြောဆိုမှုစဉ်ပြေမယ်။အတိုက်ခံကြတာတိုးတက်မယ်။25ရက်နေ့မှာ စီးပွားကံလုပ်ငန်းကံကောင်းမဲ့ရန်တိုက်ခတ်နေကြတဲ့ဖြတ်သန်းပြီးလို့ရှိရဆန္ဒကိုပေါ်ထုတ်နိုင်တဲ့ငွေကြေးပြန်ထူးထူးခြားခြားကောင်းတဲ့26ရက်နေ့မှာအတိုက်ခတ်နေကြတဲ့ထိုးပေါက်ပြီးတိုးတက်မယ်သူတမားနဲ့မတူတဲ့ရှုထောင့်နေရနေလောက်ကန်ကျိုးပေးမယ်28ရက်နေ့မှာလက်ပွင့်ချင်းကံပွင့်ချင်းရတ်တန့်တဲ့လုပ်တွေလောက်ကန်ရခြင်းနဲ့ကြုံမယ်28ရက်နေ့ကတော့အလုံးစုံကံမြန်မာခြင်းနဲ့ရီမန်းချက်စစ်တို့ကိုလက်တွေကောင်းတဲ့ဖော်ရန်အတွက်ကောင်းတဲ့ရက်တစ်ခုဖြစ်တဲ့30ရက်နေ့မှာငွေကြေးလက်လာပတ်ရေးရကံချမဖျားဖျား ကောင်းစွာတိုးတက်မှုနဲ့အောင်မြင်မှုတွေကိုရရှိပါမယ်။တနင်္လာနေ့ကနေ့ကြာသာပတိနေ့မွေးသူတွေကောင်းကျိုးပေးတယ်။တနင်္ဂနွေနေ့မွေးတဲ့သူတွေကြောင့်စိတ်နှောင့်ယှက်ဖြစ်တဲ့တဲ့သောက်ကြနေမွေးသူတွေကိုဒုက္ခပေးတတ်တယ်။ဒီကာလအတော်တွင်းမှာရှစ်ခုကိုကနန်းတွေကိုအကျိုးပေးတဲ့ကနန်းတွေဖြစ်သုံးဆွဲနိုင်တယ်။အ내ရောက်အပြာရင်ရောက်နေပြောင်တို့ကိုသုံးပြီးလို့ရှိရာကိစ္စတွေဆောင်ရွက်နိုင်တယ်။ဒီကာလအတွင်းမှာနိုဝင်ဘာလ22 24 25 28ရက်နေ့ဒီမှာကောင်းစေးကောင်းလျှော်ပြုရင်အင်ပါတာကောင်းတဲ့200ရက်ကိုရွေးပြီးတော့ကောင်းစေးမင်္ဂလာဆောင်ရွက်ပါဖုန်းကန်ကြီးချင်းအကြီးကဲဖြစ်ချင်းမြန်မာသော နေသားသို့ရောက်ရှိခြင်းကိုကြုံမယ်ဒီအပြင်နိုဝင်ဘာလ26 29နှစ်ရက်ဆက်တိုက်ဒနာတိဒီနကဆန်းရှင်နေဝေကြီးကိစ္စလေးရက်ဒီမှာပြောဆိုလုပ်ခဲ့လက်ဖွင့်ခြင်းကိစ္စဆောင်ရွက်ပါတူတူကြကြကောင်းခြင်းတွေရရှိပါမယ်ကျေးဇူးတင်ပါတယ်ငံနေ့မွေးသူအားလုံးမင်္ဂလာပါ 2025ခုနှစ်နိုဝင်ဘာလ22ရက်နေ့ကနေ30ရက်နေ့တော်တွင်မှာမိကောင်းဆွေကောင်းထောက်ကူရမယ်ရည်ရွယ်ချက်အောင်မြင်မယ်အခက်အခဲလုံးကိုကျော်လွှားနိုင်တယ်ငွေကြေးကံလုပ်ငန်းကံစီးပွားကံတိုးတက်မှုနဲ့အလိုပြည့်စုံမှုတွေအတွက်ကောင်းသောနေထိုင်နဲ့တိုးတက်တဲ့ကံပေါ်မယ်အမျိုးသမီးမိတ်ဆွေကြီးကဲတူထံမှာကူညီရမယ်918000ရာမြေတာအလုံးစုံရဲ့ကောင်းခြင်းကံနဲ့ကျိုးပြခြင်းကံတွေရှိမယ်ကိုယ်ပိုင်ယက်တီချက်နဲ့ဘဝတိုးတက်မှုတွေရဲ့ကောင်းသောကျိုးဆက်နဲ့တိုးတက်မှုကိုရှိမယ် မိမိလိုလားချက်နဲ့ရည်ရွယ်ချက်တွေကိုရှေ့တိုးလုပ်ကင်ပြီးတော့တာမန်နဲ့မြင့်တဲ့နေသားနဲ့တွတ်တက်တဲ့ကံတွေကိုဖော်ထုတ်နိုင်တယ်အထူးတလည်းကောင်းသောနေသားနဲ့တွတ်တက်တဲ့ကံတွေပေါ်ပေါက်ပြီးတော့ဘဝရည်မှန်းချက်အောင်မြင်ခြင်းအလိုဆန္ဒပြည့်စုံခြင်းနဲ့ကံမြတ်မှုတွေတစ်ခုပြီးတစ်ခုဖြစ်တည်ကြိုးပြတဲ့အစင်းမြင့်တဲ့ဘဝတလန်းတွေကိုဖဏိနိုင်တဲ့နေသားကိုရောက်ရှိတယ်။တနည်းနည်းမှာမတော်တဆထိခိုက်မှန်တွေရောကျူးဆက်ရမယ်။အလုံးနေသားနဲ့ဘဝနေသားတွေကောင်းတယ်။အဲ့ဒီနေ့မှာအနောက်ရောက်ကုန်တည်သွားစရာနေရှိတတ်တဲ့ နေကတနိုင်ခွဲတဲ့ညနေ3နိုင်တွင်သွားလာကြည့်ဆက်ရမှာပါ23ရက်နေ့မှာတော့မိကောင်းဆွေကောင်းထောက်ကူတွေရမယ်ရတ်တန်တဲ့အလုပ်တွေအစဉ်ပြေမဲ့တရဖူရုပ်ပုံပါတဲ့ပစ္စည်းလေးရရင်တော့လက်အမှန်ကောင်းတယ်24ရက်နေ့မှာအမျိုးသမီးမိတ်ဆွေကြီးကဲတူးထံမှနေကိုထံကောင်းသောအကျိုးဆက်ရမယ်ဝေးကွာနေတဲ့သူတွေနဲ့လည်းပြန်လည်ဆုံစည်းနိုင်တဲ့ကံရှိတယ်25ရက်နေ့မှာထူးခြားတဲ့လက်ဆောင်တွေရတဲ့ဂမ်ဘီယာဆန်တဲ့ပစ္စည်းလေးတွေတွေ့တဲ့ဒီနေ့မှာအိမ်မက်မဲ့ရဲ့ တွေ့ရင်ထင်ရင်ထူးမှန်တတ်တယ်26ရက်နေ့မှာတော့ငွေကြေးကံကောင်းမယ်သီးသန့်နေလို့စိပြင်းထန်နေမယ်အဲ့ဒီမှာတကိုယ်တော်လုတ်တဲ့ကိစ္စတွေကလည်းထူးထူးခြားခြားအောင်မြင်လာနိုင်မယ်29ရက်နေ့မှာပြဿနာဟောင်းတွေဖြစ်ရှင်းနိုင်နိုင်မယ်ရံပတိပက္ခအားလုံးကိုဖြစ်ရှင်းပြီးအစီပြေသောနေထားကိုရောက်ရှိမယ်28ရက်နေ့မှာသူတစ်ပါးနာရေးကိစ္စလိမ့်လံကူညီရမယ်ငိုရိုသူတွေကိုတွေ့တတ်တယ်ကူညီပေးရတတ်တယ်26ရက်နေ့မှာတပြိုင်တည်းတည်းတစ်ခုတည်းမကတဲ့ဒုတ်တွေလုတ်ပြီးတော့ အောင်မြင်ကြိုးပမ်းခြင်းတွေကိုကြုံမယ်30ရင်းနေမှာမထင်မှတ်ထားဘဲနဲ့ကိုဆောင်ရွက်လိုက်တဲ့ကိစ္စတွေကနေအကောင်းဆုံးအကျိုးဆက်တွေကိုရမယ်တပတ်တာကာလအတွင်းမှာတနင်္လာနေ့တောက်ကြံနေငါနေ့မွေးသူတွေကောင်းကျိုးပေးတယ်ကြာသပတေးနေ့စနေနေ့မွေးသူတွေဒုက္ခပေးတတ်တဲ့369ကဏ္ဍနေကျိုးပေးတယ်အပြာရောင်ညောင်ကျဆွေးရောင်တို့ကိုဝတ်ပြီးအလိုရှိရာကိစ္စတွေဆောင်ရွက်နိုင်ပါတယ်ဒီတပတ်တာကာလအတွင်းမှာနိုဝင်ဘာလ22ရက်နေ့24ရက်နေ့ 28ရက်နေ့ဒီမှာခေါင်းစည်းခေါင်းလျှော်ပြုပေးပါထူးခြားစွာကောင်းခြင်းကံနဲ့ကြည်တီတိုးခြင်းဖုံးကံကြီးခြင်းအကြီးကဲဖြစ်ထွန်းခြင်းတွေကိုကြုံတွေ့နိုင်ပါလေဒီပြင်ဒီကာလအတွင်း26ရက်နေ့29ရက်နေ့2ရက်ဆက်တိုက်ဟာဒနသိတိနက္ခဆန်းရှင်ခြင်းရဲ့နှစ်သာရကိုကြုံတွေ့နိုင်တဲ့နေထားရှိတယ်ဒီရက်တွဲမှာနိုဝင်ဘာလ25ရက်နေ့မှာသပင်းပုံသဏ္ဍာန်ပြင်ခြင်းသပင်းညှက်ခြင်းပြုကထူးခြားတဲ့ဟန်သွင်းနဲ့ ဥပဒေရုပ်ကိုရရှိနိုင်ကြောင်းပြပြလိုပါတယ်ကျေးဇူးတင်ပါတယ်